လူတွေမတည်သေးတဲ့ကြည်ကြည်တဲ့ချမ်းသာတဲ့မုံရဲ့အမျိုးသားရဲ့နောက်ွယ်ကပိုင်ဆိုင်မှုများပရိသတ်များအားလုံးမင်္ဂလာပါရှင်။အခုလက်ရှိလူပြောများနေရာကတော့ MRTV4 မင်းသမီးကျော်လီတရုတ်ဆောင်မုံရဲ့ surprise မင်္ဂလာပွဲနဲ့သူမလက်ထလိုက်တဲ့သတို့သားရဲ့အကြောင်းပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့သိတဲ့အတိုင်းပဲမုံရဲ့မင်္ဂလာပွဲကရုတ်တရက်ကြီးထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့တခြားလူပညာရှင်တွေလုံးမီဒီယာတွေတရုံယုံ sponsor တွေအပြိုင်ဆိုင်နဲ့ခင်ခင်နာနာပြုလုပ်ခဲ့တာမဟုတ်ပါဘူး။ ရန်ကုန်မြို့ကစိတ်အစားတောင်းဆိုင်မှာမိသားစုနဲ့အရင်းနှီးဆုံးမိတ်ဆွေတွေအနုပညာရှင်ကြီးတွေဖြစ်တဲ့ရန်အောင်မေတန်းတို့ကိုပဲအသေးသက်သေးထားပြီးတော့အရန်ကို private ဆန်ဆန်နဲ့ကျင်းပခဲ့ရပါဒီလိုမျိုးတိတ်တိတ်ဆိတ်ဆိတ်လှုပ်လိုက်တော့ဝေဖန်တန်တွေထင်ကျေးတွေချက်ချင်းထွက်လာပါတယ်တရုတ်သားကဘယ်သူလဲဘာလို့ဒီလောက်တိတ်တိတ်လေးလှုပ်ရတာလဲ ငွေကြေးသိမ့်မချမ်းသာလို့ဖြစ်ရမယ်ဆိုပြီးတော့အမျိုးမျိုးခံမနေကြတာဖြစ်ပါတယ်။ဒါပေမဲ့အခုထွက်ပေါ်လာတဲ့သတင်းချက်လက်တွေကတော့ဒီတင်ကြေးတွေအလုံးကိုလုံးဝပြောင်းပြန်ဖြစ်သွားစေခဲ့ပါတယ်။တရုတ်ဆောင်မုံလက်ထပ်လိုက်တဲ့သတို့သားကတော့စီးပွားရေးလုပ်ငန်းရှင်ကြီးဦးနေလင်းအောင်ဖြစ်ပါတယ်။ထွက်လာတဲ့သတင်းတွေကသူကတာမန်တတိတယောက်မဟုတ်ပါဘူး။ဒိဋ္ဌိကျဲကျွေးချမ်းသာတဲ့ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်ဖြစ်ပါတယ်။ဟုတ်ပါတယ်သူကမုံထက်အသက်ကြီးပါတယ်။ဒါပေမဲ့သူ့ရဲ့ပိုင်ဆိုင်မှုနောက်ခံကတော့မသေးလာပါဘူး။ပြည်သက်တွေ အံ့ဩသွားစေမယ့်အချက်တစ်ချက်ကတော့တရုတ်ဆောင်မွန်က MRTV4 ဇလန်တွဲတွေနဲ့လူသိများလာသူဖြစ်ပြီးသူရဲ့ခင်မွန်တဲ့ဦးနေလင်းအောင်က MRTV4 ရုပ်သံလိုင်းမှာ share အများဆုံးပိုင်ဆိုင်ထားသူတယောက်ဖြစ်တယ်ဆိုတော့သတင်းနေပါပဲဒါကတကယ့်ကိုထူးခြားတဲ့ဆက်ဆံမှုတစ်ခုပါသူရဲ့ပိုင်ဆိုင်မှုတွေကဒါဒီမဲလားဆိုတော့မဟုတ်သေးပါဘူးစုံစမ်းသိရှိရသလောက်ဦးနေလင်းအောင်ကဓာတ်ဆီဆိုင်လုပ်ငန်းတွေနိုင်ငံအနှံ့မှာဖွင့်လှစ်ထားတဲ့ဓာတ်ဆီဆိုင်လုပ်ငန်းအများပြားကိုပိုင်ဆိုင်ထားပါတယ်သွင်းကုန်ပို့ကုန်လုပ်ငန်းများနဲ့နိုင်ငံတကာနဲ့ချိတ်ဆက်ထား ားတဲ့ကြီးမားတဲ့သွေးငုံပို့ကုန်လုပ်ငန်းတွေလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။မုံရဲခင်မုံကနိုင်ငံတွင်းကကြီးမားတဲ့နာမည်ကြီးဟိုတယ်လုပ်ငန်းတွေမှာလည်းရင်းနှီးမြှုပ်နှံမှုအကြီးအကျယ်လုပ်ကိုင်ထားတယ်လို့သိရပါတယ်။သူရဲ့အဓိကစီးပွားရေးအခြေဆိုင်မှုတစ်ခုကတော့နေပြည်တော်မှာဖြစ်ပါတယ်။တရင်းမြစ်တွေရဲ့အဆိုအရနေပြည်တော်မှာရှိတဲ့နာမည်ကြီးဟိုတယ်လုပ်ငန်းတွေစားသောက်ဆိုင်လုပ်ငန်းတွေအများအပြားကိုဦးနေလျောင်ကပိုင်ဆိုင်ထားတာဖြစ်ပါတယ်။မျိုးတော်မှာဒီလောက်ကြီးမားတဲ့လုပ်ငန်းတွေပိုင်ဆိုင်ထားတဲ့ဆိုကလေးကသူ့ရဲ့ကြွယ်ဝမှုအတိုင်းအတာကိုခံမဲကြည့်နိုင်ပါတယ်။ဒီလောက်ကြွယ်ဝချမ်းသာတဲ့ ဲ့တထေးကြီးကဘာဖြစ်လို့မင်္ဂလာဝဲကိုတိတ်တိတ်လေးလှုပ်ခဲ့ရလဲဆိုတော့ဒါကတကယ်တော့မတတ်နိုင်လို့မဟုတ်ပဲမလှုပ်ချင်လို့တသက်ပါသူတို့သမီးလေးမုန်းကိုရိုင်းကဂုံပကာသနာတွေကိုမမမောပဲအေးအေးချမ်းချမ်းနေထိုင်တတ်သူဖြစ်ပါတယ်ဒါကိုပဲမာသက်သေးပြနေလဲဆိုတော့တောင်းရမ်းမှုမှာပါတရင်နေအရာဦးနေလင်အောင်က မုန်းကိုတရဝင်းတောင်းရမ်းစဉ်ကငွေသားသက်သက်သိန်း2000ကျော်တန်ဘူးကြီးစိန်50ဇာကားစံနေစီနဲ့တိုက်တုံးလုံးစတဲ့မယုံနိုင်လောက်စရာပိုင်ဆိုင်မှုတွေနဲ့မိသားဖသားပြီးတရဝင်းတောင်းရမ်းလက်ထက်ခဲ့ ာဖြစ်ပါတယ်။ဒီလောက်တင်နောက်နိုင်တဲ့တတိကြီးတယောက်အတွက်တော့အစိုးပြေတို့မင်္ဂလာပွဲထက်ပူခန်းအောင်လုပ်ဖို့ဆိုတာလုံးဝအသေးဖွဲပါ။ဒါပေမဲ့သူတို့နှစ်ယောက်လုံးရဲ့သဘောအရဂုံပကာသနာတွေကိုအပြိုင်ဆိုင်ကြွားလုံးထုတ်နေရေးဒီခေတ်ကာလကြီးထဲမှာတကယ်အနှစ်သာရရှိတဲ့ private မင်္ဂလာပွဲလေးကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဆိုတော့တယောက်ဆောင်မုံကပတ်စံရှိတဲ့တတိတယောက်နဲ့လက်ထပ်ခဲ့တာမှန်ပါတယ်။ဒါပေမဲ့အများထင်တယ်လို့တန်ဖိုးထားမခံရတာမဟုတ်ပဲတိုင်းပြည်ရဲ့ထိတ်တဲလုပ်ငန်းရှင်ကြီးတယောက်စီကနေအင်မတန်ကြီးမားတဲ့တန်ဖိုးထားမှုတွေတရားဝင် ကြောင်းရဲမှုတွေကိုရရှိခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရော MTV4 ရဲ့ရှယ်ယာရှင်နေပြည်တော်ကဟိုတယ်တထေးကြီးတယောက်ကိုလက်ထပ်လိုက်ရတဲ့မင်းသမီးကျော်လေးမုံပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။